Lokshi, Lokshi, Tidure kakwa chame Lokshi, Lokshi, Tamo ngedo tumbi, Nariyata yeye mbodobi Anashe mongo chame Lokshi, Lokshi, Tidure kakwa chame Lokshi, Lokshi, Tamo ngedo tumbi, Nariyata yeye mbodobi Sana mongo chame, Nariyata magaro yeye ထမဆုံးတင်ဆက်ပေးမယ့်သတင်းက၈လက်နီးပါးကြာမြင့်ခဲ့သောအင်းတော်မျိုးသိမ့်တိုက်ပွဲတွင်စစ်တုံးမှန်၄၀ကျော်နှင့်အမြောက်လက်နက်ကြီးများအပါဝင်လက်နက်ခဲယံအများပြားတင်ဆက်ရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းလိုက်ဒေတာကြီးအင်းတော်မျိုးသိမ့်တိုက်ပွဲတွင်စစ်တုံးမှန်၄၀ကျော်နှင့်120မမ120နှင့်မမအမြောက်လက်နက်ကြီးများအပါဝင်လက်နက်ခဲယံအများပြားတင်ဆက်ရရှိကြောင်းခရရှီတန်းသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်။ ယမန်နေ့ဧပြီလ9ရက်နေ့ညပိုင်းတွင် စကိုင်းတိုင်းအင်းတော်မြို့ကို KIA ဥဆောင်သောတော်လန်ရေးတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်စစ်တုံးပန်40ကြော်ဖမ်းဆီးရရှိတဲ့120မမ122လက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းတွေအများကြီးရပါတယ်ဟု KIA ရှီတန်းတည်ရင်မြစ်ကပြောဆိုထားပါတယ်။ အင်းတော်မျိုးကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှစ၍ KIA ဥဆောင်သောတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂုတ်လ24ရက်နေ့နံနက်ပိုင်းတွင်အင်းတော်မျိုးရဲစခန်းထွေအုပ်ယုံနဘာလန်းစုံနှင့်နဘာရွာဘုံကြီးကျောင်းရှိစစ်စခန်းများကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအင်းတော်ရဲစခန်းနှင့်ထွေအုပ်ယုံမှစုခွာသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်းတော်မျိုးရှိဒေတာအခေါ်ဂျပန်လိုင်းကူတွင်တက်မှတ်89ရှိတန်းဌာနချုပ်အဖြစ်ခံစစ်လုကခုခံခဲ့ကြောင်းအင်းတော်မျိုးရှိအကျန်းဖက်စစ်တပ်၏နောက်ဆုံးလက်ကျန်စခန်းဖြစ်သောဂျပန်လိုင်းကူစခန်းကုန်းကို KIA ဦးဆောင်သောတော်လိုင်းရေးတပ်များက9လကျော်တိုက်ခိုက်ပြီးနောက်တိမ့်ပတ်ရရှိကအင်းတော်တမျိုးနယ်လုံးတွင် စစ်ကောင်စီတပ်ပြင်းစင်သွားခြင်းဖြစ်ကြောင်းသိရှိရပါသည်အင်းတော်ကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကူစစ်ကြောင်းတွေကိုလည်းအကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ် ဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒုတိယတင်ဆက်ပေးမယ့်သတင်းကဟာခါမြို့တွင်ရဲတအူးနှင့်စစ်မှုထမ်းတပ်သားနှင့်ဦးတို့လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာတဲ့သတင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဟာခါမြို့ပေါ်တွင်တာဝန်ကျနေသောရဲတအူးနှင့်စစ်မှုထမ်းတပ်သားနှင့်ဦးတို့လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ခဲ့ကြောင်း Chilean Defense Force ဟာခါကကတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ6ရက်နေ့ဟာခါမျိုးစိုက်ပျိုးရေးခြံတွင်တာဝန်ကျနေသောစစ်ကောင်စီလက်အောက်ခံအသက်25နှစ်အရွယ်ရဲတပ်သားတန်းစင်ဖြူသည်ရင်းကင်ဆောင်သော PA 633အမျိုးအစားတနက်တလက်ကြီးတရ48တောင်ကြီးပေါက်တစ်ခုလိုယူဆောင်ကချင်းလန်ဒီဖ ens ဖော့ချ်ဟက်ကာတန်တို့အလင်းဝင်လာခဲ့ကြောင်းသိရှိရပါသည် အလားတူမလ25ရက်နေ့ကလည်းဟာခါမြို့တွင်တာဝန်ကျနေသောစစ်မှုထမ်းတပ်သားနှစ်ဦးသည်လက်နက်ခဲယမ်းများယူဆောင်ပြီး Chinland Defense Force ဟက်ကတန်အလင်းဝင်ခဲ့ကြောင်းသိရသည်ထို့သောစစ်ကောင်စီကိုစန့်ကျင်ပြီးပြည်သူတော်လှန်ရေးသို့ပူးပေါင်းပါဝင်လာသည့်ရဲတပ်သားနှင့်စစ်မှုထမ်းတပ်သားနှင့်ဦးကို Chinland Defense Force အကမနွေနွေထွေးထွေးကြိုဆိုပြီးငွေသားစုကြီးများချီးမြှင့်သည့်အပြင်လုံခြုံသည့်နေရာရောက်သည့်အထိတာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းပြောခဲ့ပါသည် စစ်ကောင်စီလက်အောက်တင်ဆက်လက်တာဝန်မထမ်းဆောင်ပဲပြည်သူရင်ခွင်တို့ဗတ်ပြောင်းခိုးလုံလာခြင်းသူများကိုလည်း Finland Defense Force ဟကမအမြဲတမ်းကြိုဆိုကြောင်းနဲ့လုံခြုံသည့်နေရာရောက်သည့်အထိတာဝန်ယူမည်ဖြစ်ကြောင်းအတိပေးပြောဆိုသွားခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကခလန်းမြို့ရှိစစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကုန်းဖြစ်သည့်ခလာယာ268တရင်ကိုအပိသက်သိမ်းပိုက်လိုက်ပြီးထွက်ပြေးနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းနေတဲ့တွင်ချင်းပြည်နယ်ဖလန်းမြို့ရှိလက်ကျန်268တရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေသောစစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းနေကြောင်းစစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနထံတစ်ခုသို့ပြောကြားခဲ့ပါသည်။ဧပြီလ9ရက်နေ့နံနက်ပိုင်းဖလန်းမြို့ရှိစစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့်ခလာယာ268တရင်ကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများစခန်းဆုံးခွာထွက်ပြေးသွားသဖြင့်လိုက်လံရှင်းလင်းလျက်ရှိရာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရှိရပါသည်တိုက်ပွဲကမပြီးသေးဘူးအခြေအနေကို CP ကနေထုတ်ပြန်မှုရှိပါတယ်ဟု ချင်းညီနောင်ဖွဲ့ CP ပြောရေးဆိုခွင့်ရှိသူကသတင်းဌာနထံသို့သတင်းပေးပြောဆိုသွားခဲ့ပါတယ်ထို့သောစစ်ကောင်စီ၏လက်ကျန်တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်တိုက်ခိုက်မှုများရှိကြောင်းသိရပါတယ် အဆိုပါဖလန်းမျိုးတိမ့်တိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြီးခဲ့သည့်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှစ၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအစပိုင်းတွင်ဖလန်းမျိုးမှရဲစခန်းထွေအုပ်ယုံနှင့်မျိုးတွင်ရှိစစ်ကောင်စီတပ်စခန်းများကိုတိမ့်ပိုက်နိုင်ခဲ့ကြောင်းခလာယာ268တရင်ကိုအပြီးတပ်သိမ့်ပိုက်နိုင်ခြင်းမရှိဘဲပိတ်ဆို့တိုက်ခိုက်ခဲ့ရာလေးလကျော်ကြာတွင်တိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည် ကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ